အင်အားဖြင့်ငလျင်ကြောင့်အဆောက်အုံများပျက်စီးမှုကိုအ ਨੇ များအလိုက်အပြာရောင်အဆင့်လေမော်ရောင်အဆင့်နှင့်အနီရောင်အဆင့်ဖြင့်ခွဲခြားသတ်မှတ်ခဲ့ကြောင်းစောက်လုံရင်ဝကြီးဌာနပြည်တော်စုဝင်ကြီးဦးမျိုးတန့်က ပြောကြားပါတယ်။မေလ၈ရက်နေ့ကနေပြည်တော်စောက်လုံရင်ဝကြီးဌာနရုံးအမတ်ဆက်တဲ့အစည်းအဝေးခန်းမမှာကျင်းပခဲ့တဲ့ငလျင်တန်ကြောင့်ပျက်စီးသွားသောအဆောက်အုံများပြန်လည်တည်ဆောက်ခြင်းဆိုင်ရာကိစ္စရပ်များအတွက်နေပညာ knowledge sharing ဆွေးနွေးပွဲတွင်ထို့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြည်တော်စုဝင်ကြီးကငလျင်တန်ကြောင့်ရုံးအဆောက်အုံများ အထူးအဆောက်အုံများနှင့်ဝန်ထမ်းအရာများထိခိုက်ပျက်စီးခဲ့ကြောင်းအဆောက်အုံများပျက်စီးမှုအနည်းများလိုက်အပြားရောင်အဆင့်လိမ့်မော်ရောင်အဆင့်အနီရောင်အဆင့်အဖြစ်ခွဲခြားသတ်မှတ်ခဲ့ကြောင်းတာမန်ပျက်စီးမှုဖြစ်တဲ့အပြားရောင်အဆင့်ရုံးအဆောက်အုံနှင့်ဝန်ထမ်းအရာအဆောက်အုံများကိုပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း လေမော်ယာအဆင့်ရုံးအဆောက်အုံနှင့်ဝန်ထမ်းအင်အားအဆောက်အုံပျက်စီးမှုများကိုဤပညာရှင်များ၏အကူအညီကိုရယူပြီးပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်းပျက်စီးမှုကြီးမားတဲ့အနီရောင်ဆင့်သတ်မှတ်ထားသောအဆောက်အုံများအားလုံးဖြိုဖျက်ရန်မလိုအပ်သောကြောင်းဤပညာအသုံးပြု၍ပြန်လည်ပြုပြင်နိုင်သောအဆောက်အုံများကိုရွေးထုတ်ပြီးမိကဲသို့ဆောင်ရွက်သင့်သည်ကိုသိရှိရန်နည်းပညာဖြန့်ဝေတဲ့အနေဖြင့် knowledge sharing ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး level 1အဆင့်အဆင့်တက်တွင်အနေအောင်ဆင့်သတ်မှတ်ထားသောအဆောက်အအုံများကို structure ပညာရှင်များပါဝင်သောအဖွဲ့နှင့် level 2အဆင့်စစ်ဆေးရန် လိုအပ်ကြောင်းအချို့အဆောက်အအုံများကို strengthening ပြန်လည်ပြုလုပ်ရန်နဲ့ repair and retrofit ပြုလုပ်ရမှာဖြစ်ကြောင်းအချို့ structure ကြီးကြီးမားမားထိခိုက်တဲ့အဆောက်အအုံများကိုပြန်လည်ပြုရန်မရနိုင်တဲ့အတွက်ဖယ်ရှားရှင်းလင်းရမှာဖြစ်ကြောင်းဆွေးနွေးပွဲတွင်ငလျင်နှင့်ပတ်သက်၍ခေါင်းစဉ်၃မျိုးအကြောင်းဆွေးနွေးမှာဖြစ်ကြောင်း structure ပညာရှင်များသည်မြေပြင်တွင်ကွင်းစင်းစစ်ဆေးပြီး strengthening လက်တွဲဆောင်ရွက်နေသူများဖြစ်တဲ့အတွက်အခြေစားပစ္စည်းနေတဲ့အဆောက်အအုံများကိုစစ်ဆေးရမယ့်နည်းလမ်းများနဲ့ပြုပြင်ရမယ့်နည်းစနစ်များဆွေးနွေးကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်